ီဓာတ်ပုံလေးကိုကြည်ပါဒါကကျော်ရုံမဲ့တတပါတကောင်ရဲ့ဦးနော်ပါဟုတ်ပါတယ်ဒါကတော့ရေပဝဲရဲ့ဦးနော်ပါသူ့မှာဦးနော်ကိုခုရှိပါတယ်ဘူဦးနော်ကြီးတခုနဲ့ခြေချောင်းတစ်ချောင်းစီမှာတင်းငယ်တဲ့ဦးနော်လေးတွေရှိခုပါဒီတခါတော့ပင်လေပင်ရဲ့အန့်ဖွဲ့ ဉာဏ်ရည်ဉာဏ်သွေးရှင်ရေပွဲအကြောင်းကိုလေ့လာကြည့်ရအောင်ရေပွဲဆိုတာကျွန်တော်တို့ကမ္ဘာပေါ်ကတက်ရှိမျိုးစေ့ထဲမှာအထူးခြားဆုံးတွေတဲကတစ်ခုပါပဲသူတို့ရဲ့ခန္ဓာကိုယ်မှာအယိုးမရှိပါဘူးဒါပေမဲ့သူတို့ဟာ တူးမတူးအောင်ထပ်မြက်တဲ့တတ္တဝါတွေပါပထမအချက်လျှက်တစ်ပြက်အယောင်ပြောင်းနိုင်ခြင်းရေပွဲတွေရဲ့အရင်ပြားမှာ chromatophores လို့ခေါ်တဲ့အယောင်ခြေဆဲတန်ပြောင်းများစွာရှိပါတယ် ီဆဲရီဟာဦးနော့ကနေအချက်ပြတ်လိုက်တာနဲ့စကန်ဝက်အသွင်းမှာအယောင်တောက်ပါမှုကိုပြောင်းလဲနေပါတယ်။ဒါဟာရန်သူကိုရှောင်တဲ့အခါမှာတားကောင်ကိုချောင်းမြောင်းတဲ့အခါမှာအသုံးဝင်ပါတယ်။သူတို့ဟာကပ္ပါပေါ်မှာအမြန်ဆုံးအယောင်ပြောင်းနိုင်တဲ့တတ္တဝါတွေတက်ကတကောင်ပါ။ဒုတိယအချက်ရေပွဲမှာသူ့အသုံးမျိုးရှိပါတယ်။အောက်ဆီဂျင်သဲပေးဖို့အတွက်တန်တက်အစာကော့ပါကိုအသုံးပြုထားတာကြောင့်သူတို့ရဲ့သွေးဟာအပြာရောင်ထိနေပါတယ်။နောက်ပြီးသူတို့ရဲ့ခြေချောင်းသုံးစုံဟာဦးနောက်တည်တန့်ရှိပြီးကိုပိုင်ဆုံးဖြတ်ချက်တွေချနိုင်ကစမ်းသပ်လို့ရပါတယ်။ တတိယအချက်ပလင်းဖုံးတွေကိုဖွင့်နိုင်ပါတယ်အခြားရေပွဲတွေကိုလည်းလှန့်စားနိုင်တဲ့အထိထပ်မြက်ပါတယ်ဓာခွဲခန်းတွေမှာသူတို့ကိုရှုပ်ထွေးတဲ့ပဟေလိတွေပေးတဲ့အခါအံ့ဩစရာကောင်းလောက်အောင်မင်းမင်းဆက်ဆန်းဖြည့်ရှင်းနိုင်ကြောင်းတွေ့ရပါတယ်ကြောယုံမဲ့တတဝါတကောင်မှာဒီလိုမိမားတဲ့ဉာဏ်ရည်ရှိနိုင်တယ်ဆိုတာလေ့လာကြပါရေပွဲရဲ့မျိုးလုံးတွေဟာလူတွေရဲ့မျက်လုံးတွေနဲ့တိစားမှုစင်တူလာကြောင်းသူတနာတအသုံးဝင်ပါတယ်။ဒါကြောင့်ရေပွဲလေးတွေဟာ ကျွန်တော်တို့ကဘာမြေကြီးပေါ်ကတက်ရှိလောကရဲ့အံပွဲရတပါးပါပဲသူတို့မှာလူတွေလိုရှည်လျားတဲ့သမိုင်းကြောင့်မရှိကြပါပဲသူတို့ရဲ့ထူးခြားတဲ့ဉာဏ်ရည်နဲ့စွမ်းရည်တွေကတော့ကျွန်တော်တို့ကိုအမြင့်အံ့ဩစေမှာပဲကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ယူစားစရာဗီဒီယိုတွေသင်ပေးမှမို့ like and follow လုပ်ဖို့မမေ့ပါနဲ့ Mingla learn expand your view